ခု site ထဲရောက်နေနေရတော့ချင်းမ University ထိုင်းလို့ဆိုရင်သူတို့ကတော့မော်ချောလို့ခေါ်နေနေရပါတော့။ဒီဒီနေရာလေးတစ်ချက်တော့ပြောပြောပြပေးကြည့်ပါဦး။ဒီကတော့ကျွန်တော်တို့ရဲ့ကျောင်းရဲ့အထင်ကြီးကချင်းမရဲ့အထင်ကြီးကဒီက Angkor လို့ခေါ်ပါရဲ့ဗျာ။ Angkor ။တာတက်တို့ရဲ့ campus နဲ့နော်။တာတက်တို့ campus ပါ။တောင်နေမြရဲ့ဒီကန်နေမြရဲ့။တောင်ကတော့ဆုတ်တယ်နော်။အာတော့ဆုတ်တယ်ဆိုတော့ဒါအာချင်းမတက်ကူပေါ့နော်။သူကြတော့ချင်းမတက်ကူကျောင်းသား။ တစ်ချက်တော့နည်းနည်းလေးဆက်ပေးပါအောင်ဟုတ်ကျွန်တော်နာမည်ကတော့နေတူတာပါကျွန်တော်ကချင်းမိုင်တန်းတူမှာဒီရတူတက်နေပါရဲ့ဟုတ်တူရဝန်တာပါရဟုတ်ကဲ့တူရဝန်တာပါလေထိုင်းနဲ့ပတ်သက်ပြီးတော့မှာထိုင်းကျောင်းတက်ကိုလာမေးကြရတယ်အဲ့ဒါကိုကြီးကိုမေးမယ်တော့စင်ကြတာဟုတ်ပြီပါရဟုတ်ဆိုတော့အာအခုကအတားပြင်းပါဆိုတော့အတန်တိတ်ဘာဘာမကောင်းပါဆိုလို့ခင်းင်းကိုရွှေ့မှာတော့ပြောကြမယ်နော်ဟုတ်ကဲ့ပြင်းနော်ဟုတ်ပြင်းပြဟုတ် အခုဆိုရှင်ဒါချင်းမာ University ရဲ့ canteen မှာရောက်နေတယ်ဒီနေ့ဆိုရှင်လည်းဒါသူတို့စာမွက်နဲ့နီးနေပေါ့နော်ရှေ့လဆိုလို့ရှိရင်သူတို့စာမွက်ရှိရဲဆိုတော့တော်တော်ကြီးကိုစာလုံးနေကြတယ်။ဤရင်ကြီးကပဲပဲနှစ်ကကျောင်းတောင်ကျွန်တော်ကဒုတိယနှစ်တန်နေရမှာဟုတ် ICT ရမှာဟုတ် ICT ဆိုတော့ကွန်ပျူတာပေါ့ ICT ရရတော့ကျွန်တော် business ဘိုင်းပေါ့အော်အဲ startup ဘိုင်းနဲ့ဟုတ်ပြီစာစာနေထောင်းလိုက်ရလို့ ဆက်လာလွယ်ပါရဲ့ဆရာကြီးကလည်းဆာလေးလို့လွယ်ပြီးတော့ဟိုတန်းထဲမှာလည်းအင်္ဂလိပ်လိုပဲတက်တာဆိုတော့အဆင်ပြေတယ်။အားလုံးတော့မတော်ဘူး။အခုဒီချင်းမယူနီဗာစီတီမှာဆိုရှင်သူကအာ international program ရော Thai program ရောရှိရတာ။ဟုတ်တယ်ဟုတ်တယ်။ international program ရဲ့ Thai program ရှိတယ်ပဲ။ international program ရော Thai program လာမှာမပြောဘူး။ဒါပေမဲ့73ဆိုတဲ့ဒီလိုတော့ရှိတယ်။ဟော။အဲ့တော့သူက mainly majority ကဟောပါတော့ဒါ ခိုင်းလို့ပို့ထားကြတာပေါ့ခိုင်းလို့ပို့တယ်တမ်းမဲ့လေ surprisingly ပေါ့နော် most of like the CM student ပေါ့နော်အာသူတို့တွေကလေအင်္ဂလိပ်လိုကောင်းကောင်းပြောနိုင်ကြတာဆိုတော့ I I I have the impression that blue lens ရှိတဲ့ English နဲ့သူက English နဲ့သူကဘာသာစကားနဲ့သူကတိုက် exposure ရှိတာပေါ့နော်အဲ့ဆိုရှင်မဟုတ်ပဲအဲ့လိုရှင် okay thanks uh thanks for sharing with that not quality enrollment ရဖို့တက်ပါတယ်ပြင်ဆင်ခဲ့တော့ဒီတော့ပါပေါ့နော်ကျွန်တော်တို့ကတော့ ဲ့2023ပေါ့အဲ့တော့ဆိုရင်ကျွန်တော်ကဒီမှာဒီမှာဖက်စီယာပြီးရတယ်ပေါ့ဖက်စီယာပြီးတော့ဖက်စီယာထန်ဖြူရဲ့ပြီးတော့ IELTS ရဲ့အဲ admission ချက်ပေါ့ဟုတ်မဲ့ IELTS ရဲ့ရှိဖို့မရှိဘူးဘာလို့သူကဒီမှာကျောင်းမှာ entrance နှိမ့်တာအဲ့သမွေးပြီးရရဲ့အဆန်နေရတာဟုတ်အဲ့တော့အဲ့ဒါလည်းပို့လွယ်ပေါ့ကျွန်တော်ကတော့လိုအပ်ပြန်ရတာအဲ့ဒါဖတ်ဖြေရတယ်မဖြေရတော့ IELTS တိုးအဲ့ဒီတို့ပဲတို့တခုရှိရတယ်ကောပလောက်ရမေးလို့ရလား7.5ဟုတ် you said excellent student အမ်သူကလည်းပြောမယ်ဆိုရှင်လည်းသူလည်းဂျူနီယာပါပဲဂျူနီယာလို့ပြောရမှာဘာရှင်စာတတ်သူဆက်မှုတက်သူကအော်ဘောနော်ဒါဂျူနီယာဘောနော်ဒူတီယာနဲ့ဘောနော်အဲ့တော့ first year ပြီးတော့မှ second year second year first semester ဆက်တက်နေဒီမှာ covid ဖြစ်သွားတော့ကျောင်းပိတ်အော်ဟုတ်ပြီဟုတ်ကဲ့အဲ့ဒီ CNU ကျတော့ဒီ first year transfer first year ပြီးမှအဲ့ဒီ certificate နဲ့ transfer နဲ့ပြောင်းလို့ရတယ် ဆန်တဲ့ပြီးအမှတ်လည်းလက်မခံဘူးအာဂျယ်ဆန်တဲ့ပြီးဆိုတော့ဘာလဲဒီဒီလိုပဲအော်တဘောပေါက်တယ်ဟုတ်ပါအဲ့လိုရှင်ညီကြတော့တောင်းပါဘောနော်ဒါအာ university ကနေ credit transfer တပေါ်မျိုးလိုမျိုးဖြစ်နေတာပေါ့နော်ဆိုရှင်အခုလိုမျိုးဟာပေါ့နော်ဒါအာအဲ့လိုမျိုးပေါ့အထက်ကျမဲ့တက်ပြီးတယ်ဆိုရှင်ဒီ join ဒီ join ကို join ဖို့ဆိုရှင်ဘာလို့မအောင်ဒီဒီလိုမှာပေါ့ဘီဒီပေါ့အင်္ဂလိပ်စာတော့အဲ့လောက်ကြီးသိလို့ပြင်ရမလို့ ာ admin ဖြစ်တာနေစာပြီလို့ရတယ်။အဲသူတို့ကဒီမှာကျတော့ advance ပြရသေးတယ်ထပ်ပြီးတော့ဇာပွဲလို့ပေါ့ online ရတယ်။အဲ့ English ကြတော့ဟွာလားသူကဟွာ force skill တော့ရှိစမ်းပါအောင်ပဲ force skill ပဲကျွန်တော်တော့မသိဘူးတော့မသိဒါပေမဲ့အရင်ကတော့မခက်ပါဘူး။ဟာ easy တယ်နော်ဆိုတော့ဟောပေါ်တော့အဲ့ဆိုရှင် ပုံမှန်တော်များများလေ IS ဖြစ်မယ်ဆိုရှင်တက်ဖို့တက်ဖို့ဆိုရှင်တကယ်ဟွာပေါ့နော်ဒီ native speaker တိုင်းပြည်တော်မှာ6.5ဆိုရပြီနော်ဟုတ်တယ်အေရှန်ဆို6လောက်ဆိုရပြီရှင်နော်ခင်ဗျာပြောတာဟုတ်ပါဘူးဆိုတော့ခမဲကျွန်တော်တို့နေ့နောက်ပိုင်းကျတော့ချို့ဟိုထားပါ IELTS ရဲ့ CSC ရဲ့လူရဲ့တကယ်များနေတော့ချို့ကျတော့ IELTS ရဲ့အမှန်တချို့ကနေလို့တကယ်တော့ခက်ခါခံရလို့ရရှိတယ်ဒါပေမဲ့အဲ့ဒါတော့တို့ရဲ့ flavor မဖြစ်တာပေါ့ကျွန်တော်ပြောတကယ်ရင်တို့ကအဲ့ အရေးအတီးရတဲ့ကြွေညာတော့အရေးအတီးရရှိရလို့ဒီမှာဖြစ်ပါနေတယ်သူတို့ရဲ့ကြောင်းရဲ့ entrance ကိုပြလိုက်လို့ဆိုပြီးတော့အကဲကိုရဲ့ score bandwidth ကကောင်းတယ်ဆိုရှင်တော့ပြန်လာမရှိအခုကတော်တော်များများသူကပြင်ထားလာတဲ့အတွက်ကြောင့်ဟုတ်တယ်ဟုတ်ပါဘူးသူ့ရဲ့ quota အရအဲ့ဒီအယောက်တရားပဲလက်ခံမယ်ဆိုရင်တော့အယောက်တရားပါနောက်ဆုံးအယောက်ကအဲ့ဒီ IELTS 6.5ရှိတယ်ဆိုရင်တော့ IELTS 6.5ရတယ်ဟုတ်ပါဟုတ်ကဲ့အာတော့ပေါ့ပေါ့ပေါ့ အဆိုရှင်တလို့ရှိသေးလားဘယ်မေဂျာယူလို့ရှင်ကိုအတွက်ဟာပေါ့နော်ဒီ admission ရဖို့ပိုရှိမယ်ဆိုရဲဟာရောရှိလားဘာသာမေဂျာရွေးရဟာပေါ့နော်ဟုတ်မေဂျာရွေးဟာတော့နမအဲ့ဒါတော့တို့ website ထဲမှာကြီးလိုက်မယ်ဆိုရင်တို့ကဘယ်မေဂျာဘယ်နေရာဖတ်မယ်ဆိုရဲအဲဒီ ratio ရှိရဲအဲအမှန်တော့ round 1 round 2 round 3ဆိုပြီးခဲတာလည်းရှိတယ်ဆို admission 3 round ပဲမယ်တချို့မေဂျာကြီးကတော့ admission first round second round တွေရှိရဲရှိရဲအာ တကယ်၍မကွာပို့ပြီးတော့ animation ရဖို့တွေ့ကြတယ်เนาะ first round လောက်မှာရောက်ခင်ရဖို့ပါတယ်ဗော။ first round first round ဆိုရင်တော့ normal ဒီဇင်ဘာလောက်စာဖွင့်တယ်ဗော။ကျွန်တော်ကျတော့အဲ့ဒီက second round second round မှာပြီးသွားတာဗော။ second round မှာဆိုတော့အဲ February match February match ဝင်နေတယ်ဗော match ။ခုန first round second round ဆိုတာဒီ animation ကို take ကိုပြောချင်တာ။ဒါပေမဲ့ဟိုတက်မဲ့ခါလာတော့ဒီမှာတက်မှာပါဗျ။အော် ตัวตะนิดตะขาเว้ยหว่าบ่เนาะหว่าบ่เนาะขึ้นน่ะบ่เนาะดาแม้ขอได้ไอ้ไอ้ตั๊กก็ round like quiet round เว้ยสออายก็ขอได้ครับ round ดูก็เนเน่ round ดูขึ้นน่ะปกติอ๋อไอ้สอชินตูโลบ่โอเคตูโล အဲ့ဆိုရှင်တဘောပေါက်တော့မှာပေါ့နော်တို့ခေါ်တဲ့ချိန်မှာဥမာ first round ကတို့လို့ချင်တဲ့လူရေတက်ပြည့်ဆိုရှင် second round နေပါ냐ခေါ်တော့မှာမဟုတ်တော့ဟုတ်တယ်နော်အဲ့ဆိုရှင်ပုံမှန်အဖြစ်ဆိုရှင်ចောင်းကမတ်ရှာမှာဖွင့်မှာကိုပဲချင်တော့ခေါ်တာတော့ကျွန်တော်ចောင်းကဂျုံမှာဖွင့်တာကျွန်တော်တို့ဒီ normal ဒီမှာတော့ first round ဆာခေါ်တယ်ပြီးတော့ကျွန်တော် second round ကြတော့အဲ့ဒီ February match ဒီ February တော့မဟုတ်ဘူးအာ April နောက်ပိုင်း April May May လောက်ဆိုရင်တော့တက်ရောင်းပြပါဒါပေမဲ့တက်ရောင်းကျတော့တို့မှ criteria ထူးစီရတို့မှဒီအားကြံ့ညံမှာလို့ပြော တိုင်းပြည်လူတက်နေရဲ့လူရောမျိုးဒီရောက်ပြီးသားလူမျိုးဗီဇာတို့ကတော့အဆင်ပြေမဲ့လူဟိုဟိုပုံရတဲ့သူကဒါဆိုဗီဇာတချို့မရတတ်တော့လေဟုတ်အဲ့ဆိုဂျွန်လာလောက်ကိုဂျွန်လာလောက်ဖတ်မဲ့အကြောင်းကိုတော့နိုဝင်ဘာဒီဇင်ဘာလောက်ဖောက်အော်ဒါပေါ်မှာနိုင်ငံသားအကြောင်းကြည့်လို့ပါပဲ at least ကတော့6 month 7 month ahead ပေါ့နော်ဆိုတော့ဟိုနေတော့တချို့ဆိုမေးကြတယ်အချင်းကဘလောက်ကြာလဲတချို့ဆိုရှင်ဘလို့ထင်လဲဆိုအကြောင်းကလို့ပါပေါ့နော် အခုတက်ချင်ခုလာလို့မရဘူးပြီးရမှာတို့မှလည်းเนาะဟိုပေါ့ကြိုးမှခွန်ထားတယ်ပြီးလို့ရှိရင်တို့က processing time ရှိမယ်ပြီးလို့ရှိရင်တို့ကចောင်းရပြီဆိုတော့အចောင်းအចောင်းကြပြီလို့ရှိရင်စားစားတန်းကိစ္စတွေရှိမယ်ဟုတ်တယ်မဟုတ်လားအဲ့လိုမျိုးလေဟုတ်တယ်ဟုတ်တယ်ကြာပြန်ရတယ်ပါရှင်ပါဆိုတော့ပြီးနောက်တစ်ခုကလေဟိုပေါ့เนาะဒီအင်္ဂလိပ်စာ test ကတော့ရှင်းပါပြီတချို့ကြောင့်အင်္ဂလိပ်စာ test မလုပ်ရသေးဘူးအဲတည်ရမဟုတ်လားအဲ့လိုမျိုးလေဆိုတော့အာဒီမှာလာဖြေလို့လည်းရတယ်ပြီးနောက်တစ်ခုကလေ ဒါအရင် simple question မှာဟောပေါ့ဒါမသိရလို့တက်ပေါ့နော်အเจ้าမလို့ရှောက်ရမှာလဲပေါ့နော်ဆိုတော့ပမာတော့လွယ်လွယ်လေးပဲကိုယ့်ရဲ့ document ကို email အဲအเจ้าရဲ့ email နဲ့တစ်ဆင့်ရှောက်လိုက်ရုံနဲ့ဟုတ်တယ်မဟုတ်လားဟိုကျွန်တော်ကျတော့ website ထဲမှာပေါ့ website ထဲမှာလို့အဲအเจ้าဆောက်ပေါ့အသားဖွင့်ဖွင့်ပြီးတော့ကျတော့ download တဲ့ document လေးကို submit လိုက်ရုံနဲ့ file ဖြည့်ပြီးတင်လိုက်ရုံနဲ့တကယ် true copy ကိုပြဆရာမလို့နော်ကိုရောကဟုတ်တယ်ပြမပြရအောင်နော် scan နဲ့ပြလိုက်ရအောင် scan နဲ့ဆိုရှင်ပြပြီဆိုတော့ ိုကဟွာဘယ်လိုပြောចောင်းလျှောက်တာဘာမှမခက်ဘူးအဲသူ့ရဲ့ဟွာပေါ့เนาะဒါဟောပေါ့ကိုကိုရင်းចောင်းတက်တုံးဟာဟောစာတိုက်ရနေသစင်ပို့တလို့မြင်ဒါပေမဲ့အခုစာတိုက်မဟုတ်ဘဲနဲ့အီးမေးလ်နဲ့ကွာပို့လိုက်တာပဲဆိုတော့အဲ့လိုမျိုးပေါ့နော်ပြင်ပါလို့လဲဆိုရှင်လဲ website မှာရှိရနော်အဲဆိုတော့ဒါတော့ဟောចောင်းတန်းတူတူပါတက်လို့အဆင်းပေါ့နော်အဲ့ဒီဟာပြင်ခုနအဲ့ဆိုရှင်ကိုရောကဒါ အာကြောင်းတက်ရတဲ့ကာလာလည်းပြောပြီးသွားပြီအဲမီဂျာလည်းပြောပြီးသွားပြီ entrance somewhere တော့ရှိတယ်ဗျာဟမ် entrance somewhere တော့ရှိတယ်ဒီမှာပြန်ပြဟုတ်ချင်းတော့ရှိတယ်ဟုတ်တယ်ကျွန်တော် entrance somewhere ကျတော့ကိုတက်မဲ့မီဂျာနဲ့ဆိုင်နေအဲဘော knowledge နည်းနည်းမပါမေးရပါဘူးဒါပေမဲ့ online test ပဲအရင်ကြီးရောခက်ခက်နေပါဘူးအဲ့ဒီ track ကိုလေ့လာဖို့လည်းအဲ့လို resource တွေပေးပေးထားလားသဘောတော့ဒါကိုယ့်ရဲ့ဟောပေါ်တော့ဒါစူးစမ်းနိုင်ခွင့်ဘယ်လောက်ရှိဘယ်လောက်ပြည့် associate ဖြစ်လဲပေါ့ ဒါမှမဟုတ်မေးချင်တယ်နော် if you are like straight A students maybe you don't need to sit the entrance exam ထားလဲအမမနော် everything is that aa အချက်ဆုံးအရှိရလေအမမတိ SAT လို့လို့မျိုးဒါမှအစီအစီလို့လို့မျိုးဆိုရှင်းတယ်အမျိုးဆုံးတော့ဒါမဲ့အဲ့အဲ့လိုမျိုးရှိလို့အဲ့လို attract မဖြစ်ရဘူးတော့မရှိဘူးဒါပေမဲ့ဖြေရတယ်ဘလို့လိုက်ဖြေရတော့အဲ့ဒါပြီးတော့ကျတော့တို့အဲ့ဟာအဲ့ဒါပြီးတော့ interview ဖြေရတယ် အဲအဲ့ဒါ pass by interview ဖြစ်ရတယ်ပေါ့ဟုတ်အဲ့ဒါ interview ရှိသေးရတယ် interview ရှိသေးတယ် interview ကတော့လေ online ပဲအစီအိုင်နဲ့ပဲဘာလို့လဲဒါပဲဗာလဲဘယ်လိုတက်ရှင်လာလဲပြီးတော့အဲဘာရင်းကျင်းလဲဒီမှာ knowledge ရှင်ဘာရင်းဘယ်လိုမျိုးလေ့လာတာအရှိလဲအဲ့ဒါလည်းပဲပါပဲဒီရောက်ရဘယ်လိုဘယ်လိုမျိုးသိပြရအောင်ဒီမှာမရှိတော့ဘာလဲလွယ်လွယ်လေးပါပဲ5မိနစ်10မိနစ်လောက်ပါပဲဟောဒီလိုပေါ့ဒါတော့ဘယ်လိုလဲဆိုရှင်လွယ်လေးလို့လည်းပြောလို့ရတယ်ခက်တယ်လို့လည်းပြောလို့ရမှာကိုဒီကြောင့်ကိုတက်ချင်တယ်ကိုကို ရှာတတ်တယ်ကိုယ်ရှောက်တတ်တယ်ဆိုတော့ deep process တွေကလွယ်လေလေးပဲအဲ့ဒါကိုကလေးလိုမျိုးဘာမှမသိဘူးသူများပဲမေးမယ်ဆိုရှင်တော့ဒါကတော့အဆင်ပြေမှာမဟုတ်တော့ဆိုတော့ဒါဟိုပါတော့ဟိုအဲ့ကြောင့်ဟိုအကူတော်ပြောနေအမှပါတော့အာဘယ်ချောင်းတက်ချင်တော့ဘယ်မေဂျာတက်ချင်တော့အမှန်ဆိုရှင်လေဟိုသူများကိုမေးတာမေးတာတပိုင်းပါတော့ဒါမဲ့အဲ at the end of the day ပါလို့ဆိုရှင်ကိုကိုတိုင်းပုံမှန်မူတည်ကိုကိုပတ်ဆံဘလောက်တက်နိုင်တော့ကို ိုဟာပေါ်တော့ဗာမေဂျာစိတ်ဝင်စားတော့အဲ့ပေါ်မူတည်ပြီးမှပဲချိန်တော့မှမယ်လို့ရမှာပဲเนาะဆိုတော့အဲ့ရနောက်ခုကကြာတော့ပါလေ scholarship program အခွင့်အရေးကဘယ်လောက်ကြီးရော basically scholarship ကတော့ကျွန်တော်တို့ကမေဂျာပေါ်မူတည်ပေါ့တချို့မေဂျာတွေကတော့ social science လို့ပဲဆိုရင်အဲ့လို subject တရားပေးရ scholarship အာဒါပေမဲ့ကျွန်တော်တို့မေဂျာတွေတော့မရှိဘူးအာတော့လည်းမျိုး scholarship က2 subject ကို chap contact လောက်ပြီးနေချင်တော့ရှိတယ် property ဆိုတာဌာနအောင်ပြောတာဒါမဲ့တော်တော်များများရတယ်เจ้าနေဆိုရှင်တို့ကဒီเจ้าသားတွေရဲ့ပိုက်ဆံရဲ့ပြီးလို့ရှင် government က subsidy ပေးတဲ့ဟာနဲ့ပဲရှင်တန်ရရဆိုတော့ဟို scholarship ပေးရဆိုအရန်နေတကယ်ရန်ပေးရဆိုတော့ organization တည်ရမဟုတ်လားအမျိုးတွေကပေးရတာဟုတ်တယ်ဟုတ်တယ် master degree ဆိုရင်တော့ကျောင်းလေးတိတက်ပေးရ scholarship တော့ရှိတယ် master ရော PhD ဆိုတာ scholarship ကအဲ့ကို professor နေပြီးတော့မှဟိုဟာဟုတ်တယ်ဟုတ်တယ် mentor လာဆိုမှမေးတယ်ဟုတ်တယ်ပေါ့လားအဲ့လိုမျိုးဆိုတော့ ဘတ်ချလာကျတော့ခေါင်းလာရှိတာအပြင်ရပြီအဲအပြင်ပေးတာဆိုရှင်တဲ့သူတို့ကလည်းဟိုကြောင်းကိုတက်ချင်တဲ့ကြောင်းရချင်မှလည်းရမှာဟုတ်တယ်အဲ့ပြင်နောက်တစ်ခုကလေအာဒီကြောင်းတက်တော့မယ်ဆိုနောက်တစ်ခုကကြောင်း cost เนาะ cost အမျိုးပေါ့နော်အဒီဘန်ကောက်မှာတက်မဲ့ဟာနဲ့ပြင်ဒီချင်းမိုင်မှာတက်မဲ့ဟာဆိုရှင်ချင်းမိုင်ဘာလို့ပြောဟွာပေါ့နော်ကြောင်းကြောင်းလက်ခချင်းတူချင်းပြင်မဲ့တူပြင်မဲ့လဲဒီလိုတွားလာစားတော့တော့ကွာမှာဟုတ်တယ်ဟုတ်တယ် ်ညို့ခဏခဏကတက်တော့တက်တာပါပဲဘယ်လောက် one time of first semester အာ semester တော့ငါးတောင်းငွေပေါ့ပန်းငါးတောင်းငွေပေါ့ဟုတ်လားငါးတောင်းခွဲအဲ့မဲ့ကျွန်တော်တို့နောက်ကျွန်တော်မေဂျာကလည်းနည်းနည်းလေးကြည့်ရတယ်ပါတယ်ဆိုအေးချိုးပါရီဆို၃တောင်းငွေနည်းနည်းရဒါပေမဲ့ကျွန်တော်တို့နေ့မှောက်ပိုင်းတနည်းကျတော့ကျောင်းသားကနည်းနည်းလေးရောက်တော့ရတယ်ဆိုတာအာအဲတော့၅တန်းလောက်တော့ဖြစ်သွားရပေါ့ဟုတ်အဲအမ၅တန်းအောင်တန်းအမဖတ်ဖတ်ဆက်ဖတ်ဆက်အာဆက်စတာတပူဟုတ်ဟုတ်အဲ့တော့ပြောအဲ့မျိုးပြောချင်းဆိုရှင်ခင်ဗျာရန်ကုန်မှာ ဒီ CSC လုပ်လို့ရှင်တယ်တလောက်ပမာဏ30တင်းဆိုင်ဆိုင်တကျော်ပုံလာပါတော့เนาะအဲ့လိုရှင်တော့လဲဟောပါတော့ဒါမဆိုးပါပင်းတစ်ခုအကိုအမြဲပြောနေကြလို့မျိုးလေတချို့ခါကျတော့ဟိုစာရအရင်တိတ်မလို့တိတ်မလို့ဘူးဘလို့ရှင် accredited ပညာမကောင်းလို့ရှင်တော့ကျောင်းတော့လာတက်လို့ရဒါပေမဲ့ကျောင်းမကောင်းမဟုတ်ပဲねဟို private ဒီပညာဆိုရှင်ဈေးပိုကြီးရမှာလားဟုတ်တယ်ဒါကမှဟို private ကြီးဒီကိုကြည့်ပါအဲ့လိုမျိုးအဲ့အခါကျပါလို့ရှင်ဒီ preparation မှာ GD ပဲလောက်လောက် ICSC ပဲလောက်လောက် corporate travel လောက်လောက်ပြီးရင်အာဟာပေါ့နော်ဒီခုနဒီ IELTS ပဲလို့အမှတ်များအောင်လာလို့ okay များလို့ရှင်ကိုယ့်အတွက်ဟာအကြောင်းကောင်းရဖို့လည်းများတယ်ပြီးလို့ရှင်ရင်ဒီကိုယ့်ရဲ့ cost ကလည်းတက်ပါတယ်เนาะပြီးဆိုရင်ဗျာကျွန်တော်တို့ဒါကတော့ဂျီးဒီကတော့တော်တော်များ university လိုက်လက်ခံတယ်ပေါ့ဥပမာဒါကဘာတမဆဲတို့ဘာလို့ဂျီးတို့ဘာလို့လဲဆိုတော့ဂျီးဒီကို SAT ရောလို့ရှင်တို့က attract ရတယ်ဒါဆန်ကြဖို့ရတယ်ပြီးတော့တို့ scholarship တွေလည်းရလို့ရတယ် ီပါလို့ရှိရတယ်။ CD ကဘာပေါ်တော့သူက ABCD ရှိရလားအမှန်နဲ့အမှန်အမှန်နဲ့ဟောအမှန်နဲ့အမှန်ကောင်းရင်တော့ပို့ကောင်းတယ်ဟောအဲဟာတိတ်တိတ်မှာလို့ကြည့်ကြည့်အစီဂျက်စီဆောင်နေနဲ့ပြီးဟုတ်โอเคပြီးရင်နောက်တစ်ခုကဘာပေါ်တော့အော်ဒီဒီကြောင်းတက်တာဘာတွေကြိုက်တော့ what's your favorite things about ကျွန်တော်ဒီကြောင်း canvas light ကိုကြိုက်တယ်ဗောကြောင်း canvas ကကျဲနေကျဲပြီးတော့ကျတော့ဆက်လက်ကြည့်နေတဲ့ကောင်းတယ် တာရတယ် sport အတွက် facility တွေလည်းအပြည့်ရှိတယ်ကျွန်တော်က sport အလောက်မဆောက်ရမယ်ဒီမှာကျွန်တော်တကယ်ချင်းထားနေဆောက်ရဘောလုံးပြန်တယ် basketball ရိုက်တယ် basketball ပုတ်တယ်ပြီးစက်တာရိုက်တယ်အဆုံးပဲအဆုံးရှိရအဲဒီများပြည့်တဲ့ခါရအစားလို့ဒီတူကဘောလုံးတွေစက်တောင်ဝင်းဘလော့ပေးရအောင်ပြင်ဆင်လိုက်စက်တောင်ဝင်းအကုန်လည်းလကားပဲအေးကောင်းတယ်ဒါအခုလို့ဆိုရှင်ဟောပေါ့တော့စေကြီးကြီးပေးရအောင်ကျွန်တော်အကုန်လကားဆော့လို့ရတယ် ပြောကြောင်းပါလေရှင်ရှင်ဂျင်းဆိုလည်းပြင်ရချင်နေထက်ဒီတဝလောက်ပြတ်တာပြင်အရာလည်းကောင်းတော့တယ်အဲ့မျိုးတွက်လို့ရှင်တော့အဲ့လိုမျိုးကိုပေးရတာဆိုရှင်ဒါတာနေလို့ပြောမနာကွာလေအာတုံးတုံးလားတုံးမြေဖီကောက်ဖြစ်ချင်းကျောင်းမှာအဆောင်လေးရှိရပါဘူးကျောင်းဆောင်လေးဆိုရင်ကျွန်တော်အနည်းဆုံး2000ဆမစာတစ်ခုပေါ့ဒီမှာတစ်ခုဆိုတာ၄လားငါးလားပေါ့အဲ့ဒါကို2400အစားရပါ2000 2400ပဲ2400ပေါ့ဒီမှာတစ်ခုမှ2400အစားအဲ့ဒါကျတော့နည်းနည်းလေးရောက်အောင် အဲ့ဒီ renovate တဲ့အဆောင်လေးကျွန်တော်အခုနေရဲ့ဆောင်ဆိုရင်တော့တသောင်းမှတ်တာတစ်ခုကိုတသောင်း၈ထောင်တသောင်းပေါ့အလားပေါ့၈ထောင်နဲ့တသောင်းအဲ့ဆိုရှင် monthly ဆိုရှင်တော်ပါပေါ့၂ထောင်၂ထောင်ပေါ့ဟိုဆိုတော့အဲ့ကြွေးကကအေကုန်းပါရဲ့တော်အစ်တေလိုချင်တော့ဆန္ဒတစ်ခုကို เหมาเหมาจัดตลาดยินปียตลาดยีนโอ้นักทำนายอาศัยวันเชี่ยรุ่น่วนในยาหมดแต่แค่งงาหลังหมดแต่แบงก์ว่าเจะชีวูมีวูแต่ทำไปใหญ่ผมก็ลำไปใหญ่คนทุนีนยาเราชีวูมีวูมันล่ก็ประ้ไอ้ส่วนที่ต่ก็สินะตัวมันส่วนที่จังหวัดทารองงาดองงาดองทารายไม่พิลูชินดูมจารอแต่าพอบนอาสามจารอดูมันเปียกมันตัวเขาอ่ะขนาดยิ่งดีกว่าท่านมาส่วนพอจารอนัทนัทตลาด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 ส่วนนัทเาวอกนัทาไงอ่ะบอกนัทไงอ่ะ เนาะဆိုရှင်စားတာတောက်တာပြီးရင်နောက်တစ်ခုอ่ะလေအစက်ထက်ဒီ CM ပြောတငယ်ချင်းနဲ့ဩဟောပေါ့အတိကြီးရှိရတယ်သူဆိုရှင် trader အမှဆုံး50တန်းသမင်းဆုံးမစား35ပတ်တာလို့ပြောပေါ့เนาะဆိုတော့35ဖတ်ထားလို့ရတယ်ဆိုတော့ဒီမှာရှိတော့လားဒီအတန်းရှိလားတော့ကျွန်တော်အစာအောက်ဒီမှာတန်းနေနေရှိအဲ့ဒီစားလို့တတ်တာအဲ့တော့လောကကတော့စားထားလို့ရတယ်စစ်တီတမင်းတဝဲဆိုရင်မှ30 35ဆိုရင်အာအာဟုတ်ကဲ့ဟုတ် ောက်ဆွဲရတာအာအာအဆောင်ဒါအဲ့ကြောင့်မလို့ပြန်စဉ်းစားမယ်ဆိုရှင်ဒါစင်မူထက်လည်းအများတက်တာလေဘန်ကောက်လည်းတက်တာလည်းတက်တာဟုတ်တယ်အဲ့ဆိုရှင်တလဟောပေါ့နော်အဆောင်နဲ့စားတာတောက်တာတတောင်းလောက်လောက်လောက်တာပေါ့ညာညာတည်းโอเคเนาะตัวลောက်တယ်เนาะลောက်တယ်ลောက်တယ်ကျွန်တော် first time ဖြတ်ပြီးရအောင်ဆိုရင်ကျွန်တော် expand အဆောင်ကတော့မပါဘူးအဆောင်ကပါပဲ ਨੇ ငါးလောက်အောင်ပဲ နားလာလို့ရဟုတ်ပြီနောက်တစ်ခါသွားဆိုင်ကယ်ရှိရဆိုတော့ဟိုကားခါတော့ဟွာတော့သူလည်းမကုံတော့ကားခါတော့အဲ့ဟာတက်တာအကြောင်းထဲမှာလည်းလို့ဆိုင်ကယ်မရှိတော့ shuttle bus တွေ electric shuttle bus တွေပြီးရရှိရဘာကောက်ချောင်းသားတွေသူမိပါဒီဗီဒီယိုမျိုးပြီးတော့ရှုပ်ကားမှတင်တာကြည့်ပါတယ်ဒီမှာဆိုင်ရယ်ဆိုင်ရယ်ဖြီးတဲ့လေဒီမှာ line scene တွေပါလေလောက်ရလဲလွယ်ဟုတ်ဒီမှာဆိုင်ရယ်ကဘန်ကောက်ကဆိုင်ဆေးဖြစ်တယ်ဟုတ်ဘောကဆိုင်ရယ်မောင်းလို့ရတယ် ဟောစစ်ဖြစ်မဖြစ်ရတော့ပါဘောတာလူပြချင်းပေါ်မှာမူတည်ရဒါမဲ့တံပေါ်တားဆိုရှင်ဘာမှမပြူမဲ့ရတော့တော့တော့ရန်ကုန်သားပဲမဲ့ဒီမှာဆက်ရဲစစ်တက်သွားရတော့ဒီမှာဒီမှာကကြတော့ညမတ်တွေပါလေဆိုလဲတညာလုံးကြောက်ဖွင့်တာဒီကြံနေသွားဟန်ဒီကြံနေနေမှာလာဆောက်လုပ်လိုက်ရလိုက်ပြီးတော့လာမရလေစိတ်ဖြစ်တယ်ပေါ့ဒီမှာပြောရရင်တော့အော်ပြီးနောက်တစ်ခုလေလူအာအကိုကများလာမေးတာအကိုလက်တိလောက်ပေါ့နော်ဘာလို့ဆိုရှင်ဒီမှာလေအเจ้าသားဆိုရှင်ပတ်ထန်တယ်လို့လို့မရတော့ဒီထိုင်း ပေးလောက်တာမလုံးတော့ဝါလောက်ခွင့်မရှိနော်အတခြားနိုင်ငံဆိုရှင်အမစာလုံးဆိုရှင်16 16နိုင်ပြီပေါ့နော်ဆိုတော့လောက်ခွင့်မရှိပါတော့ဟိုကအလုံးရှင်တော့အဲ့လိုမျိုးဟိုမြန်မာပြည်ကလို့အလုံးတွေရမဟုတ်တခြားနိုင်ငံအလုံးရမဟုတ်လောက်ပြီးတော့ remote remote job ပေါ့ဒါမဲ့လေအကွာပါမြင်လဲဆိုရှင်တချို့ဆုံးပြောတာပေါ့နော်ဟိုပါပေါ့အာပုတ်တိကအကြောင်းတော့မသိပါဘူးဒီလိုမျိုးတက်ကတော့အကြောင်းအကြီးတက်မယ်ဆိုရှင်အလုပ်လုပ်မှအကြောင်းတက်မယ်ဆိုတော့ I think it's impossible အကြောင်းတွေ ဟောပေါ့နော်ចောင်းစာအများများအခေရွေးចောင်းပိတ်တော့လို့ရှင်ကပြန်နာမရှိဟောပေါ့ဆက်မစတာခုနကခုចောင်းမှာဆိုပြန်နာမရှိဟောတယ်မလားဟိုပထမကြတဲ့ပိုက်စားနဲ့ကြည့်ရအောင်ဆိုရှင်ကိုစားဝတ်နေရေးတော့ပဲကိုကလုံလောက်တာစားလို့လုံးမရဘူးကိုကြီးရွယ်ချက်ကဒီចောင်းចောင်းတက်တာဆိုအဲ့ဒါမြန်မြန်ပြီးဟောအရေးကြီးရမှာနော်အဲ့တော့ဒီမှာကျတော့ကျောင်းကအတင်းလို့ activity တွေဘာကြီးလုပ်ဖို့လဲအားပေးရောဟိုပတ်တိုင်းလုပ်ပတ်တိုင်းပဲအဲ့လိုကြီးတောက်ချလုပ်နေရော campus life ကိုသိလို့ရအောင်ဟုတ်တယ်ဟုတ်တယ်ဟုတ်လို့ရှိရခုက campus life တန်းဆိုရှင်လည်းပတ်စံကုန်တာမဟုတ်လေခုနကတော့လို့ပြောတာလည်းပြန်ရတယ်ဒီခုနကြည့်နေပါလေဆိုရှင်မြန်မာကားဆိုရှင်ကန်တင်းဆိုရှင်ဟီလီဝါလာနဲ့ဒီမှာလောက်ကြပါဘောဒီမှာနိုင်ငံတန်းလူငယ်တန်းလောက်တာလောက်မှာပဲဟီလီဝါလာဒါမဲ့ဘာဆိုရှင်စာမလုပ်လို့မရအောင်ပြန်ပါလားဘာလို့ရှင်စာလုပ်နေစာဆောင်မကြလို့မရကြမှာဆိုကျောင်းလက်ခအစီရန်ကြီးရဲ့အဲ့လိုမျိုးပေါ့နော် GPA လည်း GP လည်းဘယ်လိုတော့ကြောက်ကြရင်ကြောက် GP တော့ဆိုးသွားပါ။အော် GP ခဏဟွာတော့ဖြစ်တယ်မိတ်နေ။ကြားလို့ပြန်တက်လို့များတချို့ဆိုရှင်ဟောမဖြစ်နိုင်လို့ရှင်ကြောင်းနေပါ냐ထွက်ရတာရှိရဟုတ်တယ်မလား။ရှိရနော်။ဒူးပိုင်းဒူးအောက်ကြရင်ရောကြောင်းလာပြန်တက်လာ။ပြန်ပြန်ဖြေရမှာမဟုတ်ဘူး။တချို့ဆိုရှင်ပြန်တက်တာလဲကြားရချိန်မှာဆိုရှင်တော့ဟွာတက်ခွင့်မရှိရလဲရှိရနော်။ဆိုတော့အဲ့ဒါဆိုတော့အာအဲ့ဒါလို့ကြောင်းကရတော့ ပြီးတော့ ultimately လည်းပါကြရတယ်ဒါပေမဲ့စာလဲလောက်ကြရပေါ့ဒီမှာစာလောပေါ့။ balance ကလုံးလို့ရပါတယ်ဟုတ်တယ်။ဒါပေမဲ့အာနောက်တစ်ခုလေဟိုနည်းနည်းဟိုမေးချင်တယ်ဟောပေါ့နော်။စာ approach ပေါ့နော် Asian ဆိုရှင်ဟိုဒီလိုလေ။အဲဒီမှာတာချက်တာဖြီဟောပါလေတာရှိသေးလား။အဲဘာမှမကြရဘူး။ကျွန်တော်ကမကြရတာမကြရဘူး။ဟိုအဓိကအဲဟိုလိုဘလောက်နားလဲလဲဆိုတာစမ်းတာပေါ့ဟုတ်။ဟုတ်ပါဘူး။ လောက်နားလဲလဲဆန်နေပြီးတော့ကျတော့ကိုဘလိုမျိုးသုံးပြတ်သုံးချနိုင်လဲ project တွေလောက်ရတယ် presentation assignment ပေါ့ဟိုဖိုင်ဝဲတစ်ခုရဲ့ assignment ထုတ်တာပေါ့ဗျာကျွန်တော်အဆောင်ပြော presentation တော့ project ဆန်ဝဲ pen percent อยู่တော့အဲ့တော့ကျွန်တော်ဟို cost ပေါ့ဘူးပြီးတော့ချိုးကြလဲ30ချိုးကြလဲ50ချိုးကြလဲချိုးကြ50လောက်ရှိပါရှည်အော်အချိုးကြလဲကျွန်တော်အနည်းဆုံးကျွန်တော်တက်မှုတက်မြိုင်လာတော့ဒီလိုပဲလောက်ပဲဆိုတော့ဒါမီဒီယာနဲ့ဖိုင်ဆက်တာကြည့်ရအောင် အဲ့ဒါရှိတယ်ချိုးဆောင်ပွဲချိုးဆောင်ပွဲကျွန်တော်တို့အချိုးတက်တဲ့ကိုယ်စီကြတယ်ဆောင်ပွဲမရှိဘူးငါမရှိရင်ဟာလေဆရာတခြားဘူးဘော်တို့ပါပြဆက်ဆုံးနေတာရှိတယ်ဆောင်ပွဲကြီးပဲပေါ့ပေါ့နောက်တစ်ခုမေ့ချင်တာ challenge ပေါ့နော်ဒီအကြောင်းဟိုနိုင်ငံရဲ့ချားမှာဟိုအကြောင်းလာတက်ရတဲ့ challenge မရှိရပေါ့နော်ကျွန်တော်ဒီနိုင်ငံမှာတောင်းတက်ရတော့ကျွန်တော်အိမ်မှာနေပြီးတောင်းတက်အိမ်မှာဒီမှာလည်းတော့မဟုတ်ဘူးပေါ့။ကိုပြီးပိုင်းဟိုမှာတော့ဒါပေမဲ့ဒီမှာကျတော့ကျွန်တော်တို့ ချမ်းလဲဆိုရင်မလဲကိုတို့အခွင့်ရတာကိုကိုကိုပို့ပြီးတော့အာကိုနိုင်ရတယ်ပေါ့။ဒါကျွန်တော်တို့အိမ်မှာငယ်ဆုံးညာငယ်ဆုံးဆိုပေမဲ့ငယ်ဆုံးဆိုဘာမှလည်းလုံးရအောင်ပြီးတော့ဘလောက်ကြီးလဲဘာမှတွေးမှုရမရှိဘူး။ဒါပေမဲ့ဒီမှာကြာတော့အကုန်လုံးတိုးရှိတိုးလာ manage လုပ်ရတာရှိတယ်။ဒါပေမဲ့လည်းအဲတုံးသေးတော့ကြာတော့တားကြပါပါပဲဗျာ။ဘယ်လိုမျိုး adapt adapt ရှာလုံးနိုင်တယ်သိတယ်ဗျာ။ပြီးတော့စသည်ရောက်တဲ့စသည်ရောက်နေတော့လည်းပြောရမလား။ ထိုင်တို့ထိုင်နေတာမျိုးတို့ဒီမှာတော့ mostly ကတော့ထိုင်နေတာမျိုးကြာရပါတော့မယ်။အင်းယူတက်ကြပါလေ။ဒါပေမဲ့အစကြီးကတော့နည်းနည်းလေးတော့ထိုင်နေရှိရပါဦး။မာဈေးဝယ်ရအောင်မာသမင်းဝယ်ရအောင်ဆိုရင်လည်းဘယ်လိုဘယ်လိုပြောရမလဲသိဖြစ်တတ်တယ်ကွာ။ဒါပေမဲ့ဒါပေမဲ့ဒီကထိုင်နေရတော့ကုဒီကြပါရဲ့ဟုတ်။ဒီကိုမတိမဆွေးတာဟုတ်ကွာ။တကယ်ကတကယ်အရင်ကိုပြောတယ်ဆိုတာဒီကဒီကရှင်ရောက်တာဒီကရတော့အာအစကိုပြန်ပြောနောက်ခုကပါရှိရမလဲ။ဒီကဟောင်းစိတ် ဟုံးစိတ်ချစ်လာတော့ဟုံးစိတ်တော့တစ်ခါမှဖြစ်ဘူးဟုတ်ကဲ့ဒီကျွန်တော်အရင်လေးညမှာရန်ကုန်လိုပျော်ပျော်နေတဲ့လူပေါ့လားဒီဟုံးစိတ်တော့ဖြစ်ရမယ်ဟိုအဲ့ရလေကတော့ဘယ်လိုရမလဲတတိယရတော့ရတယ်ဒါပေမဲ့အဲ့လိုဟုံးစိတ်တော့ဖြစ်မလို့ပေါ့ဟုတ်ပြီးတော့လေအစားတော့ကတော့အစားတော့ကဆောက်အခြေအနေရောနည်းနည်းလေးရောချင်းပြည့်ဆွေရောနည်းနည်းလေးရောဟိုမှာဖြစ်တယ်မှာပေါ့အသားမကျတယ်ဒါပေမဲ့လည်းအဆင်ပြေပါတယ်ဒီကအစားတော့ကဟယ်လ်သီးဖြစ် အဲ့ဆိုမေးခွန်းကြီးကြီးလာတော့မှာပေါ့เนาะခုမှစဉ်းစားမိ channel ရှိပေါ့เนาะတော်တော်များများ first year ဆိုရှင်တော့မဖြစ်ပါအောင်ဒါပေမဲ့ကိုယ်အဟောပေါ့เนาะအတန်းကြီးလာတယ်ကြောင်းပြီးရောက်မယ်ဆိုကိုယ် concern ကတော့ကိုယ့်ရဲ့ future ပေါ့เนาะငါဘာနဲ့ရပ်တည်မှာတော့ငါဘာလုပ်ကိုလုပ်မှာတော့ငါတိုးနိုင်ပါမလားဆိုအဲ့လိုမျိုး concern မျိုးရှိလားကျွန်တော်လားရှိရရှိရပါဗျာအဲ့တော့ဟုတ်တယ်ဒီမှာရောအလုပ်ကင်ကြတော့ ဆက်ပွဲရကိုပွဲရပြီးမှမလုပ်မလဲဆိုတာပေါ့အဲ့တစ်ချက်တော့စဉ်းစားရတော့ဒါပေမဲ့လည်းကိုကကြောက်တဲ့နေအချိန်မှာကျွန်တော်တို့ network ဟိုတစ်ခုရအောင်လုပ်လုပ်တဲ့ပေါ့ဒီမှာ professor ကြီးရှိလားဒါပေါ့ကျောင်းသားချင်းချင်းကျောင်းသားချင်းချင်းရှိလားဘယ်လို network ရအောင်လုပ်မလဲပြန်လို့နေတယ် network ရအောင်လုပ်မလဲပေါ့ဟုတ်ပါကိုကကျောင်းသားကြီးပဲလုပ်နေတာတို့မဟုတ်ပဲနဲ့ communication ပေါ့ society ကိုရဲ့ bounding ဆက်ဆိုင်ရေးကိုလည်းအကောင်းအောင်လုပ်တဲ့ပေါ့အဲ့လိုက network ရပြီးတော့ချိန်ဆက်နေလို့ဟိုအလုံးတိုင်းနေတာဆိုပြီး အမ်ဘယ်လို CMU မှာပြီးရင်တော့ CMU ကတော့ဒီ grading နဲ့ကောင်းတော့ကျတော့ဟိုအလောက်ကိုင်းခင်ရည်ကြတော့ရှိပါဟုတ်ကောင်းပါဟုတ်ပါပြီးတော့တချို့အချို့ဖတ်ကြတီးဆိုတော့လည်းလုပ်ပြီးတော့ဒီတိုင်းဖြစ်နေပါရှိရတယ်ရှိပါပေါ့အာကျွန်တော်ဖတ်ကြတီးဆိုတော့တို့ကကျွန်တော်ကတော့ဒီ final year ဆိုရင် project လုပ်ရတယ်ပေါ့ project ကျတော့ကျွန်တော် startup ကိုစလုပ်ရတယ်ပေါ့ startup ကိုစပြီးတော့ဆက်ပြီးလုပ်ပြီးတော့အဟောက် တပ်လို့လောက်တဲ့ဟာမျိုးပြီးတော့ကျတော့တို့အဲ့ project ကိုအဲ့ပြီးစင်းလောက်ရပါဘောဒီအရင်ရှိမှာဟင်းအဲ့ဒီမှာအဲ့အဲ့ရတယ်ပေါ့တို့ပဲဒီလောက်တိုင်းပေါ့ပြီးတော့ assessment လောက်ပြီးတော့ကြာပြီးသွားတဲ့အဲ့ဟာလည်းဆက်ပြီးတော့လုပ်ပြီးရက်တည်ရရပါတယ်ကျွန်တော်တို့ကျွန်တော်တို့ကြာတို့ကြာလည်း intern ကြီးရှိတယ်အာအဲ့ဘုံကြေးဒီနာပွဲရပြီနိုင်ငံရောက်တော့လို့ရှိရင်လည်းလုပ်လို့ရပါတော့မှာစိတ်ကဘုံတို့ဘာလို့လုပ်လို့ရပါ့ဟုတ်ကဲ့ဟုတ်ကဲ့ ် thank you ပါတော်တော်များပြောပြတော့တော်လေးစုံနေပါပါရှိလိုက်ဆုံးโอเคခုလိုမျိုးပြည့်ပြည့်စုံစုံနဲ့အချိန်ပြေးမှပြောတာရန်ကျေးဇူးတင်တယ်เนาะဆာဘတ်တော့လဲဆာဘတ်တော့လဲ good luck ပါเนาะအာတော့တက်ဖို့ရဲ့ future တော့လဲဖြစ်ချင်ရာအလိုရှိတိုင်းဖြစ်ပါစေပြင်းတယ်ညညကြောက်ခုမှာပေါ့เนาะဒီလိုမျိုးအာဒီလို time မှာအတူဖြင့်ဒီချင်းမိုင်မှာကြောင်းတာတက်ချင်တယ်ကြောင်းတာတောင်းလို့ရှိရင်အာကြောင်းဒီဒီကြောင်းတက်ဖို့ဒီကြောင်းနာမိပါတယ်ပေါ့เนาะ ဘာနာ tips တွေပြောချင်တော့ဘာတွေပြောချင်တော့အပိတ်လေးပေါ့နော်အာအပိတ်အနေနဲ့တော့ CMU ကဟို recommend ပေးရပေါ့ကျွန်တော်တော့အဲဒီမှာတက်အဆင်ပြေပေါ့ဟုတ်ပြီးတော့လည်းမိဘရယ်လည်းစိတ်ချရယ်ပြီးတော့အာဒီကနေကတော့ဒီဂျာမန်ဘက်ကနေပြီးတော့ touch နိုင်လို့ရှိရင် ရမှာပေါ့တက်ရှင်လည်းမေးကြရွေးရှင်တော့တက်ဖို့ကျွန်တော်အကြံပေးတယ်ပေါ့ဟုတ်ကျောင်းသားကလည်းဟိုဘာကောင်းလဲရှင်တက်တာရယ်ပြီးတော့နေလေးစားကြတာတက်တာရယ်ပြီးတော့ save ဖြစ်တယ်ဒီတော့ဘယ်လိုများမလဲဒီက environment อ่ะသာတည်ပြီးတော့ကျောင်းတက်စီကတောင်းပြဟုတ်ဟုတ်ရယ် stress ဖြစ်နေတာမျိုးမဟုတ်ပြီးတော့ကိုယ့်ရဲ့ university ကိုကောင်းကောင်းပေါ်ပြီးတော့ခံစားလို့ရတယ်ပေါ့ တင်စားတော်တဲ့ကြောင်းသားရှိတယ်ဗျာ။အဲစားတော်စားတော်လည်းအဲ့ဒါလည်းအရေးကြီးရဲ့နော်။အဲ့ဒါပေမဲ့ကျွန်တော်တို့စား GPA လိုက်ရင်လို GPA ကောင်းတဲ့ကြောင်းသားဆိုလည်းအဲ့ဒီတစ်နှစ်တစ်နှစ်ပြီးရင်တို့ချက်ကြတရားနေပြီးတော့ဟိုပြဿနာပေးပြီးတော့ဆုချနေလို့လည်းရှိရအောင်။အဲ့တော့ example တွေကတော့ရှိတယ်ပေါ့။ပြီးတော့လည်း networking တွေလည်းလုပ်လုပ်ရပါတော့။ဒါပေမဲ့တခြားနိုင်ငံတွေလာတတ်တဲ့ကြောင်းသားတွေရှိတယ်ခါတော့ Singapore တို့အဲ့လို Singapore တို့တရုတ်တို့အဲ့လို နိုင်ငံတော်ကတက်တယ်ကျောင်းသားလည်းရှိရောသူတို့လည်း community လုပ်လို့ရတယ်ပေါ့အဲ့တော့အားလုံးကိုလာတတ်ဖို့ CMU ကို recommend ပါတယ်ပေါ့အတက်ဖို့ဖိတ်ခေါ်ပါတယ်ကိုလတ်ပါ thank you admission လည်းကုဖွင့်နေတယ်ဆိုတော့အခုကအကော favorite ဆိုတော့ round 2ဖွင့်တယ်အော်ဘရန်ဒူဆိုရင်တော့ဆောက်လို့ကောင်းပြီရပေါ့ဟုတ်အာခါကြီးကပါပေါ့အကြီးကြီးရှိတယ်ဒါမှမဟုတ်ဖက်စီရပြီးသားရဲ့ဆိုရင်အဲ့ဒါ ဆရာတွေကိုကျွန်တော်တို့ website တွေကသွားကြည့်လို့ရတယ်ပေါ့ဟုတ်ကဲ့ပါအဲ့ဆုံးဒီဒီဒီပြောပြပြ edit လုပ်ပြီးတင်ပါဟုတ်တော့ပြောဆိုတော့